မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိုင်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ် ပထမအဆုံးတပုတ်အနည်းနဲ့ဘင်္ဂလားဒေ့ရှ်တပ်မတော်ကအမေရိကန် ထောက်ခံမှုနဲ့အာရခတပ်တော်ကိုကူညီပေးတော်မူအကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာအမေရိကန်ကျောထောင်နောက်ကံပြူထားတဲ့လူဝဲစစ်စင်ကြီးတွေကိုဘင်္ဂလားဒေ့ရှ်တပ်မတော်ကဦးဆောင်မှဖြစ်ပါတယ်။ထောက်ပံ့ရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးပံ့ပိုးမှုတွေအပြင်ဒရုန်းတွေကိုအသုံးပြုခွင့်ပေးခြင်းအတင်ဘင်္ဂလားဒေ့ရှ်တပ်မတော်ကရခိုင်ပြည်နယ်ရှိမြန်မာစစ်အုပ်စုကိုစန့်ကျင်တိုက်ခိုက်နေတဲ့အာရခတပ်တော်အင်ကိုအမေရိကန်ကျောထောင်နောက်ကံမှုနဲ့ ပါရောက်စီစစ်ပွဲဆင်နွှဲရမှာနောက်ထပ်လိုအပ်တဲ့အကူအညီတွေကိုတိုးမြင့်ပံ့ပိုးပေးမှာဖြစ်ပါတယ်။ထောက်ပံ့ရေးထောက်ပံ့ပို့ဆောင်ရေးနဲ့အခြားနည်းပြဝါဆိုင်ရာအထောက်ပံ့များကိုပေးအပ်ရမှာဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့အနည်းဆုံးတပ်ဖွဲ့၃ခုကပါဝင်ကူညီဆောင်ရွက်ကြမှာဖြစ်ပြီးအရခတ်တပ်တော်အပါဝင်ညွန့်ပေါင်းတော်လိုင်းဖွဲ့တွေဖြစ်တဲ့အချင်းမျိုးသားတပ်ဦး CNF တို့ကအကူအညီတွေကိုလက်ခံရရှိမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကအမေရိကန်ရဲ့ရခိုင်ပြည်နယ်နဲ့အခြားပြည်ပနေရာရှိအစ်အုပ်စုကိုစတင်နေတဲ့အင်အားစုတွေကိုအားပေးကူညီမယ် ြေပြန့်တဲ့အစီအစဉ်ဖြစ်ပါတယ်။တက်မ30နဲ့တက်မ24တို့ကိုအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြင့်တက်ပြန့်ထားပွဲရှိတော့လေ။အဆိုပါတက်ဖွဲ့ရင်းကမြည်သည့်စီရင်အခန်းကဏ္ဍမှာမှပါဝင်မှာမဟုတ်ကြောင်းနဲ့ရခိုင်ပြည်နယ်ရှိတော်လိုင်းမဟာမိတ်များအတွက်တောက်ပတ်ပို့ဆောင်ရင်းနဲ့တောက်ပတ်ရင်ပစ္စည်းတွေကိုသာပံ့ပိုးပေးမှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏သတင်းအရင်းမြစ်ကအရှိမြောက်သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။ စစ်တပ်ရဲ့တောင်ပံပို့ဆောင်ရေးရှူထောင်မှာကျင်းဘင်္ဂလားဒေ့ရှ်တမ်မတော်ကတက်နက်မျိုးအနီးမှကြီးမားတဲ့အဆောက်အုံတည်ဆောင်ရေးလုပ်ငန်းများကိုစတင်လှုပ်ဆောင်နေတာဖြစ်ပြီးညွန်ပေါင်းတပ်ဖွဲ့ဝင်များအသုံးပြုမင်းရိတ်ခါနှင့်အခြားပစ္စည်းများကိုအင်တိုင်းအားနိုင်ပို့ဆောင်ပြီးမင်းအစီအစဉ်ဖြစ်ကောင်းအမေရိကန်ကြော်တောက်နောက်ခံနဲ့မြန်မာဆဲအုပ်စုကိုစန့်ကျင်တဲ့ပျော်စီစစ်ပွဲရဲ့ အစိမ့်အပိုင်းတစ်ခုဖြစ်ပါတယ်စေအုပ်စုကအခုကရခိုင်ပြည်နယ်ရှိမြို့နယ်၃ခုကိုသာထိန်းချုပ်ထားနိုင်မှာတော့ဒါပြင်ကော့ဆာလီစေတူးချင်မှုက၎င်းရဲ့နောက်ဆုံးစစ်မှရှိနေပြီးဘင်္ဂလားဒေ့ရှ်လုံခြုံရေးတရင်အရေးမြစ်တွေကဖော်ပြတဲ့အတိုင်းမောင်းသူမဲလီယင်များလေပတ်ဖို့အတွက်တူရီဂီဒရုန်းအခြေဆိုင်စခန်းဖြင့်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလာတဲ့ပဋိပက္ခတွေမှာအ धिक အခန်းကဏ္ဍမှာပါဝင်မှာဖြစ်ပါတယ်ဒီကနေ့ကစပြီးအမေရိကန်နိုင်ငံသားဌာနမှာအ धिक တာဝန်ရှိသူတွေကဒါကာမျိုးကိုစတင်ရောက်ရှိလာသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်မှရခိုင်တပ်မတော်နှင့်ချင်းမျိုးသားတန်ဦးစီယန်နတ်မှကိုယ်စားလှယ်များလာရောက်မှုကိုအဆင်ပြေချောင်းမွေးစေဖို့အတွက်ဘင်္ဂလားဒေ့ရှ်တပ်မတော်မှလီယိုဝက်စွာဆောင်ရွက်ခဲ့ပါသည်။ ရခိုင်တပ်မတော်နေချင်းမျိုးသားတပ်ဦးကိုစလင်ရီကိုလုံခြုံရေးအိမ်မှာထားရှိထားတဲ့၎င်းတို့ကနေပြည်တော်ရှိအမေရိကန်တန်ယုံတာဝန်ခံဆူဆန်စတီဗင်ဆန်အပါဝင် တောင်နေအာရှအနေပိုင်းနဲ့အရှေ့အာရှဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှုတ်တို့အပါဝင်အမေရိကန်ရရှိသောဦးနဲ့လျှို့ဝှက်တွဲဆောင်မှုတွေပြုလုပ်ဖို့မျှော်လင့်ထားကြောင်းသိရပါတယ်။ခြေပြန့်နဲ့မဟာဗျူဟာမှာဘင်္ဂလားဒေ့ရှ်တပ်မတော်ကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပြီးစီးရေးစီမံချက်ကိုရှေးဆွဲဖို့ဖြစ်ပါတယ်။တက်နက်အနည်းရှိထောက်ပံ့ရေးစခန်းကရှေးခါရီကဲ့သို့လူမသိစေတဲ့ထောက်ပံ့ရေးပစ္စည်းမျိုး များအလုံးကိုပံ့ပိုးပေးမှာဖြစ်ပါတယ်။တစ်ဖက်မှာဘင်္ဂလားဒေ့ရှ်ရဲ့အသစ်ခံခံရတဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလူရခမန်မှာတီထွင်ထားတဲ့အကူအညီစင်ကြံကို ဖော့တုံအုံပြူဖို့မဟာပြူဝါဒစိတ်တပိုင်းအနေနဲ့ဂျိုးပန်းဆောင်ရွက်လျက်ရှိပါတယ်။ရခိုင်ပြည်နယ်တွင်းစင်ရင်ရအောင်မြင်မှုရရှိပါကဘူးတီတောင်နဲ့မောင်တော်ရှိရိုဟင်ဂျာ၈000ကန်နေရင်းတွေကိုပြန်လဲပို့ဆောင်ဖို့အတွက်အကူအညီစင်ကြံလန်းကိုအုံပြူသွားပွဲရှိပါတယ်။ပထမဆင့်အနေနဲ့မိုဟာမက်ယူနိုအစိုးရကရခိုင်ပြည်နယ်ကိုပြန်လဲပို့ဆောင်မယ်ရိုဟင်ဂျာ၈000ကန်စင်ရင်ကိုစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။မကြာသေးမီမှာရခိုင်တပ်တော်ကိုစင်ရင်အရဆန့်ကျင်နေအာရကန်ရိုဟင်ဂျာကင်စင်တပ် အာဆာကိုဘင်္ဂလားဒေ့တပ်မတော်ကထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒါကာနီ နာရာရန်ကန်မှာအာဆာအကြီးအကဲအတူလာကိုလွန်ခဲ့တဲ့လကဖမ်းဆီးခဲ့မှုမှာဘင်္ဂလားဒေ့တပ်မတော်ကမြန်မာစစ်ဆေးရကိုစန့်ကျင်နေခြင်းပြတဲ့မဟာမိတ်ဖွဲ့မှာပါဝင်ကြောင်းအာဆာကိုစီးရင်ဖို့ကြိုးပမ်းနေကြောင်းဖော်ပြခဲ့ပါတယ်။ မြန်မာစစ်အုပ်စုကိုစန့်ကျင်တဲ့ကျေးပြန်တဲ့မဟာမိတ် တပ်ဖွဲ့များစုစည်းဖို့ညှိနှိုင်းမှုတွေကအချိန်တော်ကြာကြာမြင့်နေပြီးအခုတကားဂျိုးပန်းမှုမှာအတိကကြတဲ့ဘင်္ဂလားဒေ့ရှ်တမတော်မှာအကြီးအကဲအရာရှိများပါဝင်ပါတယ်။ဒီအချိန်ဒီမှာပစိဖိတ်အမေရိကန်တပ်မှဒုတိယကိုကင်ရင်မှုဒုတိယဗိုလ်ချုပ်ကြီးဂျိုးဂျီဘီဘိုဝါကပြီးခဲ့တဲ့လကဒါကာမှာဗိုလ်ချုပ်ဇမန်နဲ့တွေ့ဆုံခဲ့မှုကအရေးပါတယ်လို့ယူဆရပါတယ်။ဆလတ်ပြီးငလင်ပြီးကေစိန်လုံးမဲ့အစားစစ်ကောင်စီကနိုင်ငံနှံလေချောင်းတိုက်ခိုက်နေရလို့ PDF တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ် ဒေတာကွဲထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ကမ်ဘတ်လက်ကိုအီပီလာတွင်စစ်ကောင်စီလက်ချောင်းတိုက်ခိုက်မှု9ကြိမ်ရှိတယ်လို့ကမ်ဘတ်လက်ပါဖကအသိပေးပါရယ်။စစ်ကောင်စီနေနဲ့ငလင်ပေးကြောင်းပြည်သူများတည်ဆုံးပြောင်းဆုံးရှိနေချိန်မှာပြည်သူတွေကိုကူညီကြစေရမယ့်အစားနိုင်ငံအနှံ့ပြားမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကကွယ်ဝင်ကြီးဌာနတောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသကွဲက AB 78ရမှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီကပဲခူးတိုင်းညောင်လေးပင်ခရိုင်ရေရင်ကုန်းကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုကိုအမှန်နစ်စစ်ဒေတာခွဲအသိပညာမှာထပ်ပါတိုင်းဖော်ပြခဲ့တာပါရေရင်ကုန်းရွာကိုလေကြောင်းတိုက်ခိုက်ပြီးရင်နောက်ပိန်းစလုံးအခြေဆိုင်ခလာရ964က120မမလက်နက်ကြီးနဲ့ကြီးရွာအတွင်းထပ်မံပစ်ခတ်ရာပြည်သူတအုပ်ထိမှန်တည်ဆောင်းခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်အဆိုပါဒေတာကကရင်မျိုးသားစီယုံကရင်ညူတက်မဟာတုံးညောင်လေးပင်ခရိုင်မှာပါဝင်တဲ့ဒေတာဖြစ်ပါတယ်စစ်ကောင်စီကတက်မဟာတုံးနေမြေအပါဝင်ကရင်ညူနေမြေများတွင်လေကြောင်းလက်နက် ြီးဒရုန်းတိုက်ခိုက်မှုတွေနှီးစင်နှီးပါပြုလုပ်နေပြီးပြည်သူတည်ဆောင်းထိခိုက်မှုမကြာခဏဖြစ်ပေါ်လျက်ရှိတယ်လို့ KNU ရဲ့သတင်းထုတ်ပြန်ကြေညာသိရပါဗျ။ စစ်ကောင်စီကမြန်မာနိုင်ငံမှာငလင်းပင်းကိစ္စဆောင်ရွက်ရမယ့်ကာလဖြစ်တော့လည်းအပြစ်မဲ့ပြည်သူများကိုရည်ရွယ်ချက်ရှိရှိနိုင်စင်နဲ့အများတိုက်ခိုက်လျက်ရှိကြောင်း KNU ကထုတ်ပြန်ပါတယ်။ဒါအပြင်ချင်းပြည်နယ်ကမ်ပလတ်မြို့နယ်ကမ်ပလတ်မြို့ကိုစစ်ကောင်စီကတိုက်လေရင်များအုံပြူလေးကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်လျက်ရှိရာပြည်သူတိုက်ဆုံထိခိုက်မှုနဲ့အဆောင်ပြစ်စီမှုများရှိခဲ့ကြောင်းကမ်ပလတ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ပအဖကသတင်းထုတ်ပြန်ပါတယ်။အခု AP လာတွင်စစ်ကောင်စီကတိုက်လေရင်နဲ့ခုနှစ်ကြိမ်လေးမောင်းတိုက်ခိုက်ခဲ့ကပေါင်300နဲ့900ပုံများအုံပြူကျေချ ချခဲ့တယ်လို့ဖော်ပြပါရတယ်။အဲ့ဒီလိုကြေးချတိုက်ခိုက်မှုကြောင့်ပြည်သူနေများပြည်သူများအစိုးရအဆောင်များစုစုပေါင်းနေအဆောင်63လောက်ပျက်စီးခဲ့တယ်လို့အသိပေးပါရတယ်။ပျက်စီးဆုံးရှုံးမှုစီးရင်ထုတ်ပြန်ရလေးကြောင်းတိုက်ခိုက်မှုကြောင့်လုံးဝပျက်စီးသွားတဲ့ပြည်သူနေ18လောက်နေအိမ်တစိမ့်ပိုင်းပျက်စီးခဲ့တဲ့နေအလုံး30ဌာနပိုင်းအဆောင်14လောက်ရိတ်တာအဆောင်တလုံးလို့ဖြစ်တယ်လို့ဖော်ပြပါရတယ်။ဒါအပြင်လေးကြောင်းတိုက်ခိုက်မှုအတွင်းအသက်40ရွယ်ပြည်သူတောင်းသေဆုံးပြီးအသက်16နှစ်အရွယ်တအုပ်ထံရရခဲ့တယ်လို့ဆိုပါရတယ်။အခုတော့ကံပတ်နဲ့ကို ကျဲတာကဒေတာကန်တက်တွေနေသွားတယ်လို့သတင်းရတယ်ကြားရတယ်အစိုးရရုံတဝိုက်တွေကိုကျင်းရင်နေအိနေပါထိတာလို့သတိထားမိတယ်မင်းညကဆိုလဲမိတက်ယုံကိုရှိရွယ်ရင်အနီးတဝိုက်ကအိတွေကိုထိတာဆိုတော့ဟိုနေကကျဲတာဆိုလဲနာတလာကြောင်းလားရှေ့ခါကလည်းကြီးလက်စီမံကိန်းကော်မရှင်အကုံလုံးကရှဲဘော်ရီခနာတပြုတ်နေခဲ့ပူတဲ့နေရာတွေကြီးဖြစ်နေလို့လို့ကံပက်လက်ဒေတာသတင်းရင်းမြစ်တွေကပြောပါတယ် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်ကမ်ဘက်လက်မြို့နယ်နဲ့မြို့ပေါ်နေပြည်သူများမြို့ပေါ်ပတ်ဝန်းကျင်နေထိုင်ကြတဲ့ပြည်သူများအနေနဲ့လေကြောင်းရင်အထူးဂရုပြုနေထိုင်ကြဖို့ကမ်ဘက်လက်ပါအဖကမြစ်တမ်းရခံထားပါတယ်။ဒါပြင်စီလုံးမှုစုစည်းမှုအကောင်ပြီးတိကျတိကျတဲ့သတင်းတွေကိုတအုပ်ကိုတအုပ်သတင်းပေးခြင်းဖြင့်ကူညီကြဖို့အထူးမြစ်တမ်းရခံထားပါတယ်။စစ်ကောင်စီကမန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းမြောက်မကွေးကရင် ရခိုင်အပါအဝင်နိုင်ငံတော်မှလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်လျက်ရှိရာ ပြည်သူတိစုံမှုများစွာရှိခဲ့ပါရင်ငလင်ပေးကြောင်းဤပြည်နယ်မှာ၂၀နှစ်အထိယာယီအပြင်းရမယ်လို့စစ်ကောင်စီကြေညာထားတော်လဲအဲ့လိုကြေညာတဲ့နေ့ကစပြီးနေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ထားပြီးစစ်ကောင်စီရဲ့အပြစ်ရမှုကိုမယုံကြဘဲဘုံခိုခြင်းများခိုင်မာစွာတူးထားကြဖို့တိုက်တွန်းထားပါရယ်။နောက်ထပ်တပုတ်အနည်းနဲ့လာရှုကိုစစ်ကောင်စီဝင်ဖို့အဝါနဲ့ကိုကန်တက်တို့ပူးတွဲလုံခြုံရေးယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လာရှုမြို့နယ်ကိုဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSC နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တို့ကပူးတွဲပြီး AB6 ရက်ကစတင်ကဟိုရဂိမ်မှာရှေ့ပြေးလုံခြုံရေးယူပြီးနေကြောင်းဝါတရင်မှာထုတ်ပြန်ထားပါရယ်။ဒါအပြင် ြင်ဌာနဆိုင်ရာများအပြောင်းအရွှေ့လုပ်မှာဖြစ်တာကြောင့်လုံခြုံရေးရလမ်းကြောင်းတချို့ပိတ်ထားပြီး MNDA ကလာရှိုးမျိုးပြင်ဖြစ်တဲ့မန်ဟန် AD တရားဟိုပိတ်နေမိုင်းရဲဟိုရနဲ့ပေါင်းလို့မှပုံမှန်အတိုင်းစကန်တိုင်းမှာဖြစ်တယ်လို့အဲ့ဒီနေရာမှာထပ်မံဆုတ်ခွာသွားဖို့မရှိကြောင်းလည်းဖော်ပြထားပါတယ်။လာမင်း AP 20ရက်မှာစစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများစတင်ဝင်ရောက်မှာဖြစ်ပြီးဒီကနေ့ကစပြီးလာရှိုးတီဘောလန်မိုင်းရဲဟိုရနောင်မွန်လန်တွေကိုယာယီပိတ်ထားတယ်လို့တချို့လန်တွေကိုပြန်ဖွင့်ထားကြောင်းလည်းသိရပါတယ်။လာရှိုးမျိုးဒေသကန်တုံးကဒီမနက် တော့တိုင်ရန်လန်ခွဲမှာပိတ်တယ်နာမောမှာပိတ်တယ်အဝင်လက်မခံမှုပေါ့နော်အဓိကတော့အုပ်ချုပ်ရေးပိုင်းတွေရောက်လာလို့ဒီမနက်မှာစကားစဘက်ကဒီမနက်ရောက်လာလို့ပိတ်တာမြို့ရဲတာဟိုသွားတီသွားလမ်းတွေပိတ်နေရလို့ပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာ MND ကလာရှုမြို့ကိုအပိသက်သိမ့်ပိုက်ကအုပ်ချုပ်ရေးပိုင်းဆောင်ရွက်နေခဲ့ပြီးအခုကတရုတ်ဖီအားကြောင့် EP လာ21ရက်နောက်ဆုံးထားပြီးကိုကန့်တက်များလာရှုမြို့ပေါ်မှာစုခွာမှာဖြစ်ကြောင်းသိရပါတယ်အခုဖြစ်ပေါ်နေတဲ့လာရှုမြို့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MND ဘက်မှတစုံ တရားထုတ်ပြန်ပြောဆိုခြင်းမရှိသေးတော့လဲစစ်ကောင်စီ lobby telegram channel မှာလာရှုမျိုးကိုတနက်တစ်ချက်ဖောက်စီရမလို့ပဲပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်းရှင်းသားထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။